စင်ဆက်ပဲပြစင်ញင်သုံးသက်ထိုက်တဲ့အချက်၅ချက်ရှိတယ်တဲ့မြတ်စွာဘုရားတရားလေးနဲ့စပြီးတော့ပြောနောက်ဟာတွေကြတော့ရှင်းရှင်းလေးပဲစဉ်းစားကြရအောင်ဓမ္မတိစဉ်းစားရမှာတော့စရဓမ္မောမိစရံအနတ္တိတောစရဓမ္မောဆိုတာဓမ္မဆိုတာသဘာဝကိုပြောတာကိုယ့်ကိုယ်ကိုရှင်းញင်ရမှာ ငါမှာအိုခြင်းတဘာဝရှိနေတယ်ငါအိုရမယ်အိုတတ်တဲ့သဘောငါမှာရှိနေတယ်ဒါကိုဆင်ញင်သတ်မှာငါတနေ့ပြီးတနေ့ဒါဟာနုပြူလာမှာမဟုတ်ဘူးတနေ့ပြီးတနေ့အိုမင်းသွားမှာဖြစ်တယ်ဆရာဆရာရှင်းကျက်သွားတာပြောတာဝေယောဟာနိအွေရီကြသွားတာအွေရီကြတာမျက်စိလဲ ရော့လာတယ်နားလည်းရော့လာတယ်အင်းအားလေးလည်းရော့လာတယ်ဒါကိုပြောတာအချိန်ပိုင်းအားလေးရောစွာလူတွေနှစ်တက်ကိုရင်ပြောသွားကြတယ်ပြောစရာလို့အောင်မေ့နေမဟုတ်ဘူးမနစ်တုန်းကအင်းအားလေးဒီနေ့မှဖြစ်တော့ရော့သွားပြီလို့ဆိုလို့တီဂရီတွေစွမ်းရည်တွေတတိတွေအသက်ရနေမြရော့ကြလာတယ်တော့ငယ်တဲ့အချိန်ကတော့တိုးတက်နေတယ်လို့သူတို့ထင်တာပေါ့ ။ဖာနဲ့ဥပမာတူတော့ဆိုရင်ပန်းကွက်နေတဲ့ပွဲဟာအဖူးလေးကစလာပဲ။အဖူးလေးကနေပြီးတော့ရှင်းလာပြီးတော့ပွင့်လာတယ်။ပွင့်လာပြီးတဲ့နောက်ဒီပန်းလေးဟာစိတ္တခဏမြလန်းဆန်းနေအောင်မှာလန်းဆန်းပြီးအဲ့မကြဘူး။လွမ်းသွားတယ်။နွမ်းနာကဒါကနေတော့ကျွေးဖို့ပဲရှိရတယ်။ပြန်ပြီးတော့အဖူးဖြစ်မှာမဟုတ်တော့ဘူး။ ပြန်ပြီးတော့လမ်းဆန်းမှာမဟုတ်တော့ဖူးပွင့်နွမ်းကြွေဒါပန်းတော်ပါวะအဲ့တော့လည်းပဲဒါတို့လည်းလူ့ဘဝရလာတာဖူးလာတာပြီးရင်အရွယ်လေးရောက်လာတော့ပွင့်လာပြီပွင့်လာပြီးတဲ့အခါရင်းလာတယ်ရင်းလာပြီးတော့နွမ်းလာတယ်အသက်ရကြီးလာတယ်ဆိုတော့နွမ်းလာတာနွမ်းလာပြီးတော့ကြွေပါပဲဒီလမ်းကြောင်းကြီးကိုဘယ်သူမှ ခုံပြန်ကြောလွှားလို့မရဘူး။ဒါကြောင့်မို့ဒါကိုစင်ရင်သုံးသက်ပါ။စရဓမ္မောရှင်းရောဥမင်းရင်သဘောရှိနေတယ်။ငါမှဒီဘဝကြီးဟာငါကြောလွှားလို့မရဘူး။စရံအနတ္တိတော်ဒီဘဝကြီးကိုငါကြောလွှားခြင်းလို့မရဘူး။ဒီလမ်းကြောင်းကြီးတိုင်းပဲငါသွားနေမှာပဲလို့ဒါကိုဆက်စပ်ပြန်ရှင်ရင်သုံးသက်ပေးပါ။ ဒီလိုစင်ချင်းသုံးသက်ခြင်းဖြင့်ဘာအကျိုးမှမရဘူးမဟုတ်အသိဉာဏ်နဲ့စင်ချင်းသုံးသက်လို့ရှိရင်တမန်ပုဂ္ဂိုလ်တွေကတော့စဉ်းစားလိုက်ဒါတွေတွေးနေစိတ်ပြက်เสียရည်လို့တွေးကောင်းတွေးနေမယ်စိတ်ပြက်တဲ့အနေထားမျိုးမဟုတ်ဘူးအမှန်ကိုသိအောင်စင်ချင်းသုံးသက်ခြင်းဖြင့်ဘလို့အကျိုးရနိုင်တယ်ဥစ္စာမြတ်စွာဘုရားဟောတာလူတွေမှာနေရတဲ့ပုဂ္ဂိုလ်တွေမှာနုပြမှုစွာရှိတယ် အဲ့ဒီနုပြုမှုကျမ်းမာတဲ့တန်ဆွမ်းနေဆိုပြီးတော့နုပြုမှုပိုကျမ်းမာအောင်ပိုပြီးတော့တန်ဆွမ်းအောင်ဆိုတော့နုပြုမှုတွေရှိနေတဲ့အချိန်မှာသွားနိုင်တယ်လာနိုင်တယ်စားနိုင်တယ်ဆိုတဲ့အနေအထားလေးပေါ်မှာตาရမှုဖြစ်ပြီးတဲ့ရှင်မှုမှုတွေဖြစ်လာတယ်ရှင်မှုလားတရရှင်မှုတွေဆိုတာ စဉ်းစားကြည့်မယ်ဆိုရင်ရှင်မူးတယ်ဆိုတော့ပြောတာကိုကိုကိုအင်အားကောင်းလာအောင်လုပ်တယ်လေးချင်းနဲ့ဟောလေးချင်းနဲ့ခုခေတ်ဆိုရင်တော့ဂျင်ကစားရပေါ့နော်အမျိုးကြီးလုပ်တာပေါ့ကျသားတွေကောင်းလာအောင်မားလာအောင်ဆိုပြီးတော့လူတွေမှာအသက်ရငယ်သေးတဲ့အခါမှာ ကိုယ်ခန္ဓာကိုလှအောင်ပအောင်တိုးတက်အောင်ဆိုပြီးတော့အစာအစာတွေစားကြတယ်အစီတွေခြားကြတယ်မျိုးစုံကြိုးစားကြတယ်အကျိုးသမ်းမှုရဲ့ရည်ရွယ်ချက်ကဘာလဲကိုယ်ကိုဆင်ခြင်သုံးတော့ဘာလုပ်တာတွေလုပ်တယ်လဲလှခြင်းနဲ့ပခြင်းနဲ့နော်ဘဝမှာအောင်မြင်ကြောကြားခြင်းနဲ့ဆိုရည်ရွယ်ချက်တွေနဲ့လုပ်ကြတယ်ဆိုတော့အဲ့ဒီရည်ရွယ်ချက်တွေဟာ နောက်ဆုံးမှရလာလဲဆိုမြအဲ့ဒီရည်ရွယ်ချက်တွေကိုပါပြောတော့ဆိုရှိပနာမထလို့ခေါ်တယ်ခန္ဓာကိုယ်နုပြိုနေတဲ့အချိန်လေးပေါ်မှာနုပြိုခြင်းနဲ့ရှင်မှုမှုနဲ့ခန္ဓာကိုယ်အတွက်ကြိုးစားအထုတ်တယ်အဲ့ဒီကြိုးစားအထုတ်ခြင်းဖြင့်ကြိုးစားအထုတ်ရင်ဘာတွေလုံးမိတတ်တော့ဆိုရင် မောဟတွေလုံမိတတ်တယ်မကောင်းမှုအကုသိုလ်တွေဝင်လာတယ်လို့ဆိုနောက်ဆုံးဘာမှမလုပ်တော့မှပဲခန္ဓာကိုယ်ပေါ်မှာตายမှုဆိုတာမကောင်းမှုအကုသိုလ်တစ်ခုပဲလေကိုယ်ကိုတွေ့တာမှုတွေဟာတွေအလည်းပဲမကောင်းမှုအကုသိုလ်တွေပဲအဲ့တော့ကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုရဲအလုပ်တွေကိုလုံးမိထက်သွားတယ်တဲ့ အခုလို့ဆင်ញင်သုံးသချင်းအဖြစ်အယူရပေါ်မှာရှင်မူတဲ့ငါငယ်သေးတယ်ဆိုကိုကိုလှခြင်းပါခြင်းနဲ့ဆိုရရင်မူတဲ့အမူယူဖြစ်နေတဲ့အခြေအနေတစ်ခုကိုရှင်းချနိုင်သွားတယ်သို့မဟုတ်လုံးဝဖယ်ရှားပြစ်နိုင်တယ်ဒီလိုစဉ်းစားလို့ရှိရင် အယေနုပြောတဲ့ပုံမှာရစ်မှုမနေတော့ဘူးတဲ့ရစ်မှုမနေဘူးဆိုတော့ဉာဏ်မနေဘူးဘုဇင်းလုံးထိုက်တာတွေလုံးမယ်ဒါတွေပုံမှာဉာဏ်မနေဘူးဒါတွေလုံးဒီလိုအယေနုပြုံပုံပေါ်မှာဉာဏ်အားရမှုဟာလည်းပဲအဟုသူတစ်မျိုးဖြစ်လို့ဒီပုံမှာရစ်မှုမနေတော့ပဲနဲ့ကိုလုံးသိလုံးထိုက်တာတွေကိုလုံးတယ်ဘာကြောင့်လို့ဆိုရင်လာမဲ့ဘေးပြေးတွေ့ဆိုတာ ငါဒါလေးကတခဏပဲမကြခင်ဦးချင်းတရားနဲ့ရင်ဆိုင်ရမယ်မရင်ဆိုင်ခင်ငါတမိုးရှိတာတွေဘာတွေလုပ်အောင်မလဲဆိုစဉ်းစားမှုပေါ့နော်အဲ့ဒီစဉ်းစားမှုနဲ့ရှင်မှုမှုတွေအားလုံးကိုဖယ်ရှားပြနိုင်တယ်တဲ့သို့မဟုတ်လျှော့ချနိုင်တယ်ဒါများသောဗျာအကျိုးတရားအဲ့တော့ငါလည်းတနေ့ကျတော့ဦးရောင်းမှာဦးချင်းတော်ကိုမလွန်မြောက်နိုင်ဘူးဆိုတာတနေ့တစ်ခါလည်းဆုံးစဉ်းစားပါ ဒီစဉ်းစားလိုက်မှခုနငါငယ်သေးတဲ့ကိုယ့်ကိုလူပြုံမှုပေါ်မှာရင့်မှုနေတာမျိုးတွေပျောက်သွားနိုင်တယ်လို့ဆိုလို့အဲ့ဒီပျောက်အောင်လုပ်ထားပဲဒါပျောက်ရင်ဘာအကျိုးရှိတော့ဆိုမကောင်းတာတွေမလုပ်ဖြစ်တော့မကောင်းတဲ့အပေါ်မှာရင့်မှုမလုပ်ဖြစ်တော့နောက်တစ်ချက်ကတော့ဒုညသာဝရကျမ်းမှနေကြတာမဟုတ်ဘူးအခုပဲကြည့်မမျောမမျောလည်းပဲနဲ့ယောဂဖြစ် နှာခေါင်းကအနမ်းပြောင်းလို့ပြောင်းယောဂတွေရောက်လာတယ်ဖြာတိဓမ္မောမိပြာဒိတ်အနတ္တိတော်စဉ်းစားရမှာနောက်ခန္ဓာကိုယ်ကြီးဟာကြီးတာငယ်တာမဟုတ်ဘူးယောဂဆိုတာအချိန်မြေဆွဲကပ်လန့်နိုင်တဲ့သဘောရှိတယ် အဲ့ဒီအချိန်မရွေးယောဂရနိုင်တဲ့သဘောတရားကြီးကိုငါကြော်လွားမသွားနိုင်ဘူးခန္ဓာရထတဲ့ပုဂ္ဂိုလ်တိုင်းဟာကြော်လုံးမှမဖြစ်ကြော်ဖြတ်လို့မှမရဘူးအဲ့ဒါလေးကိုဆင်ញင်သုံးသပ်လိုက်ပါအဲ့ဒါကိုယ့်ကိုယ်အလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ဘလို့အကျိုးတွေကိုရလာနိုင်တော့ဆိုဒုရယာကျမ်းမှနေလို့ရှိရင်အရောင်းချမထလို့ခေါ်တယ် ငါချမ်းမာတယ်ငါဘာမှမဖြစ်ဘူးနော်ဆိုတော့ချမ်းမာမှုဆိုတော့ရှင်မှုမှုလေးတွေဖြစ်တယ်ငါချမ်းမာတယ်ဆိုတာဒါရှင်မှုမှုတစ်မျိုးပဲဘာလို့လို့ဆိုမချမ်းမာမှုကဖြစ်နိုင်တာကိုအဲ့ဒီဖြစ်နိုင်တာကိုမျက်ကွယ်ပြုပြီးတော့ကိုယ်ကိုချမ်းမာတယ်လို့အထင်ရောက်နေမှုဟာရှင်မှုခြင်းတစ်ခုပဲရှင်မှုတယ်ဆိုကြတဲ့အမှန်မသိတော့ဘူးအဲ့ချိန်မှာ နော်အယတိဇာတောက်စားလို့မူရနေတဲ့ပုဂ္ဂိုလ်တရားဟာအမှန်မသိတယ်လို့ပဲဒီအတွေးလေးတွေးလိုက်တာနဲ့ငါကျမ်းမာတယ်ဆိုတဲ့အတွေးလေးတွေးလိုက်တာနဲ့ရှင်မူခြင်းဆိုဖြစ်လာအဲ့ဒီရှင်မူလာလို့ရှင်ဘုရားမှုအဟုသူတွေကိုဖိတ်ခေါ်နေတယ်လို့ပဲအဲ့လိုတကူလောက်တတ်တယ်တဲ့လောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ထာဝရဆင်းရဲစဉ်းစားပေးပါကျမ်းမာနေတဲ့အချိန်မှာငါငါရဲ့ခန္ဓာ ငါဘဝဟာမကြမ်းမမှုနဲ့မကြမ်းမမှုဆိုတဲ့တဘာဝတွေငါမှာရှိနေတယ်။ဒါကြီးကိုကဘယ်လိုနည်းနဲ့မှကြောက်ဖြတ်လို့မရဘူး။ဆိုတာလေးကိုစဉ်းစားပြီးချင်းအဖြစ်ရှင်မဒမဒလို့ဒီအာရောကျမဒလို့ခေါ်တယ်။ကျမ်းမာတယ်ဆိုတဲ့ရင်မူးမှုကိုလုံးဝဖယ်ရှားရင်လည်းဖယ်ရှားနိုင်တယ်၊တုံ့မုံလျှော့ချနိုင်တယ်။ ကိုယ့်ရဲ့ဆန်းဆောင်မှုပေါ်မှာမူတည်တယ်ကိုယ့်ရဲ့စဉ်းစားဆင်ခြင်မှုကြောင့်အ ਨੇ ဆုံးတော့ရောချသွားမယ်ဆင်ခြင်မှာများလို့ရှိရင်လုံးဝပျောက်သွားအောင်ရှင်မှုမှုတွေလုံးဝပျောက်သွားအောင်ဆန်းဆောင်ပေးလိုက်မယ်ဒါအကျိုးတရားနောက်တစ်ခုကတော့မရဏဓမ္မောမိမရဏအနတ္တိတောလူတိုင်းလူတိုင်းဟာအချိန်မီးသေးနိုင်တာပဲ ို့တော့ဘယ်သူမှကိုသိမယ်လို့ထင်ကြဘူးညာတော့အဖြစ်ကိုသက်ရှိမယ်လို့ပဲထင်ကြတယ်အဲ့လိုထင်ရင်ကနေပြီးတော့တော့ရတယ်အများကြီးပဲအိမ်ပြင်ထွက်လိုက်တဲ့အစီရင်နဲ့တွေ့ခြင်းနဲ့တွေ့သွားတာဘယ်သူမှမျှော်လင့်မထားတဲ့ဟာလေးဟောအချင်းကြီးသစ္ဆုံးချင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ငါရဲ့ဘဝဟာငါရဲ့ခန္ဓာကိုယ်ကြီးဟာ ေဆုံးတတ်တဲ့သဘောရှိနေတယ်။အချိန်ရေးတည်နိုင်တယ်။တည်ခြင်းတရားကိုငါဘယ်လိုဒီနေ့မှကြောလွှားသွားလို့မရဘူးဆိုတာလေးကိုစဉ်းစားပေးပါတဲ့။ညေရစဉ်းစားပေးပါ။အဲ့လိုစဉ်းစားပေးလို့ရှင်ဘယ်လိုအချိုးကျေးဇူးတွေရနိုင်တယ်လဲဆိုတာ။လူတွေမှမသေးဘူးလို့ထင်နေတာကိုစီဝိတမတ္တလို့ခေါ်တယ်။ နော်အသက်ပေါ်မှာရေမှုတယ်လို့ပြောတာမသေးဘူးလို့ထင်းနေလို့ရှိရင်မဟုတ်တာလည်းလုံတတ်တယ်မသေးဘူးလို့ထင်းနေသည့်အတွက်ကြောင့်သူကမိမိပြောရနေထလာတယ်ပြောလင်းချက်ကြီးတွေနဲ့နေထိုင်လာတတ်တယ်လုံတဲ့လုံထိုင်တာတွေမလုံဖဲနဲ့ဒီပေါ်မှာရေမှုလာအဲ့လို့ ရှင်မူလာတဲ့ဇီဝိတပရရှိလာရင်အကုသိုလ်တွေလုတ်တယ်လို့ငါဟာအချိန်မီသေနိုင်တယ်သေခြင်းတရားကိုငါမကြော်လွန်နိုင်ဘူးလို့စဉ်းစားပေးခြင်းအပြင်မသေးဘူးဆိုတော့ရှင်မူမှုတွေဟာရောကြသွားတယ်ကိုယ့်ကိုထင်းနေတဲ့ရှင်မူမှုတွေရောကြသွားရောကြသွားရမြတ်မကနောက်ဆုံးမှာ ခွင့်ချက်မရှိအောင်တော့ဖယ်ရှားပြစ်နိုင်တယ်ဒီဒီစဉ်းစားမှုရဲ့တမိုးကအဲ့လောက်ရှိတယ်ဒီလိုပြောတာနော်ဒါလက်တွေ့မြတ်စွာဘုရားတရားတော်တွေကလက်တွေ့ကျင့်သုံးအောင်ကိုကိုစဉ်းစားဆင်ခြင်မှများတဲ့အခါမသိဘူးဆိုတဲ့အထင်ဟာပျောက်သွားနိုင်ပါတယ်ပျောက်သွားနိုင်တယ်တဲ့နောက်နောက်တစ်ခုကတော့နံပါတ်၄စဉ်းစားဆင်ခြင်ရမှာတော့ပါတော့စေ မပိဟိမေပိယဟိမနာပိဟိနန္ဒဘဝံငါခင်မင်းမြတ်လို့ရတဲ့ပုဂ္ဂိုလ်တွေငါတမိုးထားတဲ့ပစ္စည်းဥစ္စာတွေနော်တရှိတမဲ့အလုံးဟာမြတ်လို့ရဆိုတာတရှိကိုသာမြတ်လို့တာမဟုတ်ဘူးတမဲ့ကိုလည်းမြတ်လို့တယ်ကိုတမိုးထားတဲ့ပစ္စည်းတွေကိုယရဏ ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတမိုးထားကြတယ်မျက်လို့ရအဲ့ဒါတွေကိုခေါင်းနဲ့စဉ်းစားပြီးတော့ဩငါတမိုးမျက်လို့ထားတမိုးထားပြီးတော့မျက်လို့တဲ့တရှိပုဂ္ဂိုလ်တွေနဲ့သုံးမိုးငါပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ဒီနေ့ကျတော့ငါခွဲသွားရမှာပါလားခွဲခွာရမယ့်သဘောငါမှရှိနေပါလားဆိုလေစဉ်းစားပါတဲ့ မစင်းစားဘဲနဲ့ယုတ်ရက်ခွဲသွားတာတွေမစင်းစားကြတော့မစင်းစားဘဲနဲ့ခွဲသွားတာတွေညာခွဲသွားပြီဆိုရင်ယူကြမရဖြစ်တတ်တယ်အဲ့ဒါလို့စင်းစားထားမယ်ဆိုလို့ရှိရင်ဘလို့အကျိုးရှိလဲမပြတ်ဆင်ခြင်းစင်းစားရင်ဘလို့အကျိုးရှိတော့ဆိုသရဝါဒီမှာတဲ့ကိုမျက်နှိုးတဲ့အရာတွေနဲ့ပတ်သက်လာပြီးတော့တွေ့တာမှုတွေကတိုးတက်တိုးတက်လာတတ်တယ်ပုဂ္ဂိုလ်မျက်နှိုးခင်မင်းလဲ တွေ့တာမှုကကြီးထွားလာပစ္စည်းကိုမြန်နိုးလို့ရှိရင်လည်းတွေ့တာမှုကကြီးထွားလာအဓိကအဲ့ဒီအကုသိုလ်တိုးတက်အဲ့ဒါကိုအကြောင်းပြုပြီးတော့တခြားအကုသိုလ်တွေလည်းလုံလာတတ်တယ်ကိုတွေ့တာမှုကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေစက်တိုက်ဖြစ်လာနိုင်တယ်အခုလိုဆင်ញင်သုံးသပ်ပြီးခြင်းအပြင်တွေ့တာမှုတွေကိုရှင်းချနိုင်တယ်ရှင်းချနိုင်သည့်အတွက်ကြောင့် အကုသိုလ်တွေလည်းရော့ချသွားနိုင်တယ်။ဒီလိုအကျိုးကျေးဇူးရှိပါတယ်တဲ့ဆင်ញင်သုံးသပ်ပေးရမယ်။နောက်ဆုံးငန်းနံပါတ်ချက်ကတော့ဘာလို့ဆိုလဲ။ကမ္မတကောမိကမ္မထာအထောငါလုထာဟာငါနဲ့ပဲသက်ဆက်တယ်

သက်ဆိုင်ယုံမဲ့လားလို့ဆိုမဟုတ်ဘူးကမ္မထာရတော်သူကထုတ်လုပ်တာလေငါရမယ်ငါအမွေခံရလိမ့်မယ်မကောင်းတာလုပ်တဲ့ဆိုးချိုးကိုလည်းငါအမွေခံရမယ်ကောင်းတာလုပ်တဲ့ကောင်းချိုးကြတော့လည်းငါအမွေခံရမယ်စဉ်းစားအကျိုးတရားမှုကငါရှိပါရဲ့ငါရှိပဲလာလိမ့်မယ်ကောင်းတာလုပ်တဲ့မကောင်းတာလုပ်တဲ့ကောင်းချိုးဆိုးဖြစ်စွာလာမယ် အဲ့ဒါတွေကငါနဲ့ပဲသက်ဆိုင်တယ်ငါပဲအမွေရမယ်ကမ္မယောနိမလုထတာဟာငါအတွက်ကောင်းကျိုးဆိုးကျိုးအတွက်အကြောင်းတစ်ခုပဲကမ္မပန္တုငါအတွက်အကိုးစရာဆိုလို့ငါငါနဲ့ဆွေမျိုးလို့ဆိုလို့ရှိရင်ပြောမယ်ဆိုရင်လည်းကိုလုတဲ့ကံသေးတာလဲကိုနဲ့အမြဲတွဲဖက်ရမှာဆွေမျိုးဆိုတော့မတော်ကျင်လို့မရဘူးလို့ဆိုလို့ ကိုလုထားတဲ့ကံလည်းမတော်ကျင်လို့မရအောင်ခုနဲ့ပဲသက်ဆိုင်နော်ဆွေမျိုးကဆွေမျိုးပဲလေအဲကိုလုထားတဲ့ကံကကိုဆွေမျိုးဖြစ်သွားပြီကိုဆွေမျိုးဖြစ်ရင်ဒါကိုနဲ့ပတ်သက်သွားပြီကမ္မပဋိတရတော့ငါရဲ့ယတ္တိယဟာကံပဲဖြစ်မယ်မကောင်းတဲ့ကံလို့ရင်မကောင်းတဲ့ပုံမှာယတ္တိယပဲကောင်းတဲ့ကံဖြစ်ရင်ကောင်းတဲ့ပုံမှာယတ္တိယပဲဆိုပြီးတော့ ရှံကမံဂရိတမိကလေးနာဝပပကံဝတတကမတတာရာအချင်းချုပ်ပြောလိုက်တဲ့အခါကျကောင်းတာလုံလို့မကောင်းတာလုံလို့ကောင်းမွေဆိုးမွေကိုငါပဲရမှာဖြစ်တယ်တောင်းမပြတ်စဉ်းစားပါတဲ့မပြတ်စဉ်းစားပါအဲ့တော့ဘာဖြစ်လို့ဒီလိုမပြတ်စဉ်းစားခြင်းဖြင့်ဘယ်လိုအကျိုးရနိုင်တယ်လဲလို့ဆို သတ္တဝါတွေမှာလူတိုင်းလူတိုင်းဟာမဟုတ်တာတွေကလုံးမိတတ်တယ်ဟုတ်တာနဲ့မဟုတ်တာကုသိုလ်နဲ့အကုသိုလ်ပေါ့နော်ကုသိုလ်နဲ့အကုသိုလ်ဒုစရိုက်နဲ့သူစရိုက်ဘယ်ဟာကလုံးတာကများနေတုံးဆိုရင်ဒုစရိုက်ကများတယ်မဟုတ်တာလုံးတာကများနေတယ်သူစရိုက်ကနဲတယ်ဟုတ်တာလုံးတာကနဲနေတယ်အဲ့တော့အခုလိုဆင်းရဲသုံးသက်ပေးခြင်းအပြင် mà hỗ mà lâu xịt đồ họ rồi lưu đấy hả con chạy đi mà con làm gì hả chứ tụi mà tụi bà hóa gì mà tụi mà mà xe gì không và tụi mà bà hóa xu mà châu nhau có bác cài hóa cái gì này tụi mà thi <laughs> chơi <laughs> chứ không đó mà con làm gì mà tụi <laughs> mà chạy Thôi rồi, mà chạy lùi xong lấy lùi ra là rồi sợ mấy hào Ê chào မကောင်းတာတွေကိုမလုပ်ဖြစ်ဖို့အတွက်ဒါကိုဆင်ញံသုံးသပ်ပေးရမယ်။ကံဒီတာလဲငါဘောကကံဒီတာလဲငါဆွေမျိုးဖြစ်သည့်အတွက်ကြောင့်ကိုယ်ဆွေမျိုးဆိုလို့ရှိရင်ဂုံရှိသည့်ရှိပဲဖြစ်ခြင်းနဲ့သိုးရတဲ့ဆွေမျိုးမျိုးမရဘူးမရခြင်းဘူးဘယ်သူမှဒါကြောင့်မလို့ သူစရိုက်တွေကိုရှောင်ပြီးတော့သူစရိုက်တွေပဲလှုပ်တယ်အကုသိုလ်ရှောင်ပြီးကုသိုလ်ပဲလှုပ်တယ်မကောင်းတဲ့စိတ်တွေရှောင်ပြီးကောင်းတဲ့စိတ်တွေပဲလှုပ်တယ်ဆိုဒီအကျိုးရဒါနဲ့တဲ့အကျိုးမဟုတ်ဘူးနော်ဒီလိုဆင်ခြင်သုံးသက်ပေမှဒီအကျိုးမျိုးကရလာနိုင်တယ်ဆင်ခြင်သုံးသက်မှုမရှိလို့ရှိရင်အကောင်းဆုံးမခွဲခြားဘဲနဲ့ဘဝထဲမှာနစ်မြောပြီးတော့မကောင်းတဲ့တွေလှုပ်တာပြားသွားပြားသွားမှမကောင်းမျိုးခံရပြီဆိုတဲ့အခါကျတော့မှ လူရဲ့တဘာဝအမလေးတကြရတယ်ပေါ့နော်သူကရောက်ပြီဆိုမှမခံနိုင်ဖြစ်လာကြတယ်အဲ့လိုမဖြစ်အောင်ဒါကိုစဉ်းစားသုံးသပ်ပေးပါအလုံးပေါင်းလိုက်တော့အချက်၅ချက်နော်ချက်၅ချက်အိုရမဲ့တဘာဝရှိတယ်အိုခြင်းတရားကမလွန်မလွန်ဆန်နိုင်ဘူးမကြမ်းမမဖြစ်ရမယ့်သဘာဝရှိတယ်မကြမ်းမမဖြစ်တဲ့အနေထားကမကြောလွန်နိုင်ဘူး သိဆုံးနိုင်တဲ့အချိန်မီးသိဆုံးနိုင်တဲ့သဘောရှိတယ်သိဆုံးခြင်းတဘာဝကိုငါမလိုမျောနိုင်ဘူးငါချစ်ခင်မြတ်တို့ရဲ့အရာတွေနဲ့တနည်းခွဲသွားရမယ်ထာဝရတွဲရမှာမဟုတ်ဘူးငါလုံးပြမြကောင်းလို့ကောင်းတာလုံးလို့မကောင်းတာလုံးလို့ငါပဲအမွေခံပြီးတော့ငါပဲခံဆောင်ရမယ်ဟောဒီချက်ငါချက်ကိုစဉ်းစားပြည့်စဉ်းရင်သုံးသပ်ပေးခြင်းအဖြစ် ကိုယ်ဘွားလမ်းမမော်ရောက်လာနိုင်ပါတယ်